ဒုတိယညအဖြစ်အီရန်ကအစ္စရေးကိုဒုံးကျည်တရား၅၀ပြစ်ခတ်အီရန်ရေနံတူလောင်ယုံကိုပြစ်ခတ်ဖောက်ခွဲပြီးတီဟီရန်လောင်မီကျနေပြီဟုအစ္စရေးကဝန်ကြုံးဝါဇွန်၁၄ရက်နေ့တွင်အီရန်ဘက်မှအစ္စရေးတို့ဒုတိယညတိုက်ခိုက်မှုအဖြစ်ဒုံးကျည်တရားဖြင့်တစ်ကြိမ်နောက်ထပ်ဒုံးကျည်၅၀ဖြင့်တစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ကာ အစ္စရေးဘက်မှလည်းအီရန်စီတိုလောင်ယုံများကိုပြစ်မှတ်ထားလက်တုပ်ပြန်ခဲ့ပြီးအစ္စရေးအီဟိုင်ဖာနှင့်တဲအပြင်းမျိုးလူနေထူထပ်ရာမျိုးပြများကိုအီရန်ဘက်မှပြစ်မှတ်ထားပြီး True Promise 3စစ်စင်ရေးဟုနာမည်ပေးထားသည့်စစ်စင်ရေးအဖြစ်ပြစ်ခတ်တိုက်ခိုက်ရာဂျော်ဒန်နိုင်ငံအမန်မျိုးတော်မှပင်ပောက်ကွဲသံများကိုအတိုင်းသားကြားရကြောင်းလူပေါင်းများစွာဒံယာရသလိုအသက်20ဝန်းကျင်အမျိုးသမီးတဦးနှင့်တခြားရက်သားနှစ်ဦးလည်းဂါလိလိအနောက်ပိုင်း၌တည်ဆုံခဲ့ရကြောင်းသိရှိရသည့်အစ္စရေးစစ်တပ်သည် အီရန်ဒုံးကြီးများကိုလေကြောင်းရန်ကာကွယ်ရေးစနစ်များမှဖျက်ချရန် ကြိုးစားနေသည့်နှင့်တပြိုင်နက်အီရန်နိုင်ငံမြို့တော်တီဟီရန်ရှိအီရန်ကာကွယ်ရေးဝန်ကြီးဌာနချုပ်နျူကလ িয়ার တပ်ခွဲကများနှင့်ရေနံသိုးလောင်ကန်များအားပြစ်မှတ်ထားကာပြန်လည်တိုက်ခိုက်ခဲ့ရာတွင်ရှာရက်ရေနံသိုးလောင်ယုံကြီးမိလောင်ပေါက်ကွဲသွားပြီးအစ္စရေးကာကွယ်ရေးဝန်ကြီးကက်စကာလူမှုကွန်ရက်ပေါ်တွင်တီဟီရန်လောင်မီကြနေပြီဟုပါပို့ရေးတင်သွားခဲ့သည်။ဇွန်၁၃ရက်ကတည်းကအီရန်သည် နျူကလ িয়ার ဘုံးတီထွင်ကအစင်းမြင့်တင်နေပြီးမိမိတို့အားတိုက်ခိုက်ရန်ရှိနေသည်ဟုအစ္စရေးဘက်မှထုတ်ပြန်ကအီရန်နိုင်ငံအတွင်းဖိုက်တာဂျက်လေယာဉ်အစီးနှရသုံးပြီးပြစ်မှတ်တရကိုပြစ်ခတ်ခဲ့ရာအီရန်ဗိုလ်ချုပ်များနှင့်နျူကလ িয়ার သိပ္ပံပညာရှင်များတေဆုံရာမှအီရန်ဘက်မှဒုံးကျည်များဒရုန်းများဖြင့်ပြန်လည်ပြစ်ခတ်ခဲ့ရာမှအလုံးစုံစစ်ပွဲအတွင်းရောက်ရှိသွားခြင်းဖြစ်သည်အစ္စရေးကာကွယ်ရေးဝန်ကြီးကတ်စကအီရန်၏တိုက်ခိုက်မှုသည်ပြည်သူများနေထိုင်ရာကိုဥတီနေသဖြင့် တက်မှတ်စီမင်းကိုကျော်သွားပြီဖြစ်သောကြောင့်အီရန်ကောင်းဆောင်ခါမီနီယခုလိုဆက်လက်တိုက်ခိုက်နေပါလျင်တီဟီရန်မြို့ကြီးလောင်ကျွမ်းသွားစေရမည်ဟုတတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ခါမီနီကလည်းအစ္စရေးပြတ်တုံးရမည်ဖြစ်ကာအကြီးမားဆုံးပျက်စီးဆုံးရှုံးမှုများကျမဆိုများကြုံရစေမည်ဟုချိန်ဆပြောဆိုထားသည်